ခொနေရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရူရာဘီရင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္လာသားသမီးများကျူတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစာနေဘုံမြမရူရာအထောက်အကူစာအုပ်မှာဟောကြားထားသောတနင်္လာသားသမီးများအတွက်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့မှ20ရက်နေ့ထိ15ရက်စာအကြံပြုဟောစတန်ကို ပြည်ပြည်ဆောင်ဆောင်ဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုကြလို့ subscribe လေးနှိပ်ပေးခဲ့ဖို့ တောင်းဆိုပါရစေအတိတ်တန်တိုင်းတရားအောင်လဲမိနာခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်တနင်္လာအသားသမီးများအတွက်15ရက်စာဟောစတန်ဒီကလအတွက်မှာ အိုးအိမ်ကိစ္စနေရထိုင်ခင်းကိစ္စများစကားပြောဆိုအောင်မြင်မယ်အတတ်ပညာနဲ့ပတ်သက်သောအနေထားကောင်းပါတယ်ရိမှန်းချက်များအောင်မြင်မယ်မိတ်ဆွေကောင်းများနဲ့ထိတွေ့၍တိုးတက်ခြင်းများရရှိမယ်လုပ်ငန်းဝန်မှသူများအဖို့အကြီးအကဲအထောက်အကူရရှိမယ်အလုံးအစင်တန်းများတိုးတက်မယ်စက်ပစ္စည်းလျှက်စက်ပစ္စည်းများဝင်ငင်းရှိတယ်ဥစားတနာတိုးပွားမယ်အလုံးအခြေအနေကောင်းများကြုံရမယ်ရှင်ပြိုင်မှုများအောင်မြင်ခြင်းများရရှိမယ်အမည်အတွင်းမှာအဥ္စဆဆဒညအခရာပါ 두며 엉서 어, 저우 အစရှိသီးတို့နဲ့ဆက်နွယ်ပြီးလုံသောကိစ္စများမှာကောင်းကျိုးရရှိမယ်။အရှိတောင်အရက်နဲ့ဆက်နွယ်ပြီးလောက်ကိုင်းသော လုပ်ငန်းများအကျိုးပေးမယ်။အင်္ဂါနယ်လုပ်ငန်းများမှာကောင်းသောအကျိုးဖြစ်ထွန်းမယ်။လူမျိုးကွင်ကာပြားများအကျိုးပေးမယ်။ဆွေမျိုးအတွင်းမှာဖြစ်စဉ်မိတ်ဆွေရင်းချာအတွင်းမှာဖြစ်စေမိဘချင်းကိစ္စများကြုံရမယ်။အလွင်မင်္ဂလာရှိသောနမိတ်ဖြစ်ပါれ။ကလေးမွေးဖွားသောသူကိုတွားရောက်တရင်မေးခြင်းလက်ဆောင်ပေးခြင်းပြုလုပ်ပါ။အလွင်ကံကောင်းမယ်။ရဝေးကိစ္စများပြန်လည်အဆင်ပြေခြင်းရက်တန်ထားသောစီးပွားများလောက်ကိုင်း ောင်မြင်ခြင်းများရှိမယ်။ယခင်အတိတ်ကာလကရံဘက်တပွဲဆက်ဆံခဲ့သောစနေနေ့မွေးသူများမှ ကောင်းကျိုးပေးမယ်။မိဖက်ဖြစ်စေမယ်။မိသားစုနဲ့ပတ်သက်သောငွေကြေးကိစ္စ၊အိုးအိမ်ချမ်းမြေကိစ္စများစကားများရာကိန်းကြုံရမယ်။အော်တိုဘာလ17ရက်၊14ရက်၊15ရက်၊17ရက်နေ့များတွင်အလို့အကျန်းများအောင်မြင်မယ်။ငွေကြေးကိစ္စပြောဆိုအောင်မြင်မယ်။အခက်အခဲများအားကြုံလွားပြီးတိုးတက်မှုအဆင့်ဆင့်ဖြစ်ထွက်မယ်။ကြာလောအားကြုံလွားနိုင်မယ်။ကာလတန်ကြာရပ်တန့်ထားသည့်များကိုပြည့်မြောက်အောင်ဆောင်ရွက်နိုင်မယ်။ ်အလုတ်လျှောက်ခြင်းအလုတ်ရှားခြင်းဆောင်ရွက်ရန်အထူးကောင်းပါတယ်အော်တိုဘာလ၈ရက်၉ရက်၁၀ရက်၁၂ရက်၁၃ရက်20ရက်နေများသည့်စိတ်နှောက်ရှက်များဖြစ်တတ်တယ်ရန်နေရှင်၍အရာရာလုပ်ရမယ်အတိုက်ခံရှိမင်းသူများပြဒနာကိုပြဒနာဖြစ်တတ်တယ်အိမ်တွင်ရေးအိမ်တော်ရေးဆိုင်ရာအညံများနဲ့ပတ်သက်ဆက်နွယ်ရခြင်းရှိမယ်နေအိမ်တို့စကားရှုပ်ထွေးသောသူများရောက်လာတတ်တယ်ရွှေထွက်တတ်ပါတယ်ရင်ကားနဲ့ပတ်သက်သော ထိခိုက်မှုများဖြစ်တတ်တယ်အော်တိုဘာလ9ရက်16ရက်18ရက်19ရက်နေများ တွင်အကြံစီများအောင်မြင်မယ်အခက်အခဲများပြေလည်မယ်မူကြီးကိစ္စအဆင်ပြေမယ်စီးပွားကိစ္စများလုံးတလောက်ထွန်းပေါက်အောင်မြင်မယ်စနေနေ့အင်္ဂါနေ့မွေးသူများထံမှ အကြံကောင်းများရရှိမယ်အဆင်ပြေမယ်အင်္ဂါနံလုပ်ငန်းများကိုလုပ်ကိုင်း၍မွေးကြီးမြုံနှံခြင်းများမှကောင်းသောအကျိုးဆက်များရရှိမယ်အရာရာအဆင်ပြေနေမယ်မိသားစုအတွက်တာဝန်ယူဆောင်ရွက်သောကိစ္စများမှအောင်မြင်မှုများရရှိမယ်အကျိုးပေးသောအရာရွှေရောင်မိုးပြာရောင်အနီးရောင်ကြက်သွေးရောင်အပြာရင်ရောင်မိက္ကရောင်မိခိုး ရောင်နု အရင်အဝါနုရောင်တို့သည်ဒီရဲ့အတွင်းမှာပြရကန်းနဲ့တင့်တယ်မှုကိုဖြည့်ဆည်းပံ့ပိုးပေးသောအကြောင်းများဖြစ်ပါတယ်။ကံကောင်းစေသောပန်းများမှာကြပန်းပွင့်ရောင်စုံမေမျိုးပန်း၊ရွက်လာညွန့်၊နှင်းစည်းပန်း၊သကဝါပန်း၊သကပြူပန်းတို့သည်အိမ်ဝန်အေဂျင့်ချင်းနဲ့ကံပွန်းလန်းစေသောပန်းညွန့်များအဖြစ်မကြာခဏပြရကလူပူဇော်ပေးပါအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းတင်းလာနှင့်မွေးသူအလုံးတို့သည်အတိန်နမိတ်ချူရာရွေသော၎င်းထူးခြားသောနမိတ်ရာရွေထီထူးသောအခါတွင်၎င်း ်ညံခွန့်အုံချ၍ထီထိုးပါယခုကာလအတွင်းမှာအကျိုးပေးသောကဏ္ဍများမှာ3513ကဏ္ဍများဖြစ်ပါတယ်ဒီရေရာအုံခွင်နှင့်ပြုလုပ်ထားသောခြေတုပ်ခုံကိုဓမာယုံဘုန်းကြီးကျောင်းတွင်လိုပါမပြောသည်ကိုတရားပြု၍ဖျားတယ်မှာနေရှိကော်ပီကွက်အကွဲများကိုရှာဖွေ၍စွန့်ပြစ်ပါတရင်ကျွလာတွင်နှင်းမအိမ်ဖျားတွင်မလူကောင်းမှာဒနေလာသားသမီးများလုံးကိုစိတ်မပြားကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဒနေလာသားသမီးများတွင်တိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်မြမရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်